ိသမများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Joshua Ban နဲ့ Rival တို့မနက်ပြန်ထုံးအပွဲအတွက်ဝိတ်ချိန်တော်မှာလည်းနှစ်အောင်လုံးဝိတ်အောင်ခဲ့ကြပါတယ်ဝိတ်ကနှစ်အောင်လုံးဇာတူအနေထားနဲ့ဝင်ခွဲကြတာဖြစ်ပါတယ်ခင်ဗျာ125.5ပေါင်နဲ့ဝိတ်ကိုကိုစီကုံကအောင်ခဲ့ကြတာဖြစ်ပါတယ်ဒီတော့မနက်ပြန်တန်စကားဝိုင်းထဲမှာသူတို့နှစ်ယောက်မျက်ကျင်းဆိုင်ဝယ်ရှိပါတော့တယ်ဒီနေ့တော့ပွဲကြိုအကြိုကာလဖြစ်ပေါ်လေ face off လုပ်ခဲ့ကြတယ်ပြီးတော့မနက်ပြန်ရောက်ရင်တော့သူတို့ဒီ တကယ်အကျိန်နဲ့ပွဲကောင်းတစ်ပွဲကိုဆင်နွှဲရပါတော့မယ်မြန်မာစံတော်ချိန်အရ UFC 317ပြိုင်ပွဲကြီးကိုမနေ့6နိုင်မှာစပြီးတော့ကျွန်တော်တို့ကြည့်ရှုရပါလိမ့်မယ်ခင်ဗျဒီပွဲဟာ rival အတွက်ရော Joshua Ban အတွက်ရော အရန်ကိုအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့အနိုင်ရတဲ့သူဟာ champion ရွှေကပတ်စင်ကောပွဲထိုးဝင်ရဖို့ရှိနေတာကြောင့်ပါပဲဒီတော့မနေ့ပြန် shout down octagon cage ထဲမှာဘယ်သူနိုင်မလဲဆိုတော့ကိုသူနှစ်ယောက် အဖြစ်ထုတ်ကြတော့မှဖြစ်ပါတယ်ခင်ဗျာဂျိုရှွာဘန်ကအသာအပြင်23နှစ်ရှိပြီးရိုက်ဘောကတော့အသာအပြင်30နှစ်ရှိတယ်အရအမောင်းအပြင်ဆိုရင်တော့ရိုက်ဘောကအသာစီးနေတာမှရှိတယ်ဗျလေးလက်မလောက်သားတယ်ဂျိုရှွာဘန်ကအရ9ပင်9လက်မပဲရှိတယ်ရိုက်ဘောကအရ9ပင်9လက်မတိရှိတယ်ဗျ professional fighter ဘောကဖြတ်သန်းမှုကြီးလိုက်ရင်လည်းရိုက်ဘောကနည်းလေးပို့ပြီးတော့အတွေ့အကြုံကြီးကြတာကိုတွေ့ရတယ်ဂျိုရှွာဘန်က professional fighter ဘောကမှာ 16ပွဲထိုးခဲ့တယ်။အဲ့မှာသူဒီ14ပွဲနိုင်တဲ့2ပွဲရှုံးတာလေခမ Rival ကကြတော့သူ့ရဲ့ professional ကစားသမားဘဝဖျက်ဆီးမှုမှာ24ပွဲထိုးခဲ့ပြီးပြီ18ပွဲနိုင်တယ်9ပွဲရှုံးနေထားပါတယ်ဒီတော့ UFC ကစားသမားဘဝဖျက်ဆီးမှုကိုလေ့လာကြည့်လိုက်ရင်တော့ Joshua Ban က10ပွဲထိုးထားပြီးပြီ Rival က10ပွဲထိုးထားခဲ့ပြီ Joshua Ban က10ပွဲမှာ9ပွဲနိုင်တယ်တပွဲပဲရှုံးထားတယ် Rival ကကြတော့ဒါ10ပွဲမှာသူဒီ9ပွဲနိုင်တယ်3ပွဲရှုံးထားတာကိုကျွန်တော်တွေ့ရှိရတယ်ခင်ဗျ ဒီပွဲမှာကျွန်တော်တစ်ချက်သိထားမှာတော့ rival ရဲ့အသာကြခင်ဗျာ rival ကကြတော့ငါးရှီထိုးတဲ့ပွဲတွေမှာစက်တိုက်ဆိုသလိုပဲအသာစီးရတတ်တယ်ဂျိုရှွာဘန်ကလက်ရှိနေထားရတော့သတင်းဘတ်၃ဘတ်အတွင်းမှာနှစ်ပွဲပွဲလက်ခံပြီးတော့ထိုးရတယ်ဒါဖြစ်နေတယ်ဒီတော့ဝိတ်ကနှစ်ကြိမ်ချထားရတယ်နေထားပေါ့လေဒီနေထားမှာဂျိုရှွာဘန်အနေနဲ့စွမ်းဆောင်ရည်ကောင်းပုံစံကောင်းကိုပြနိုင်ပါမလားဆိုတာတော့နည်းနည်းလေးစိုးရိမ်စရာရှိနေပါတယ် ဒီနေ့မြန်မာစံတော်ချိန်ပေါ့လေကျွန်တော်တို့ထုတ်ပြန်ကြရဆိုရင်တော့မြန်မာစံတော်ချိန်မနေ့ပြန်မနေ့6နိုင်မှာပြန်ပွဲရစမယ်အဲ့တော့ဂျိုချွာဘန်တို့ရဲ့ပွဲကနည်းနည်းလေးနောက်ကျတာဖြစ်တဲ့အတွက်မြန်မာစံတော်ချိန်10နိုင်ဝန်းကျင်လောက်မှာသူတို့ပွဲကိုကြည့်ရှုရလိမ့်မယ်လို့ယူဆနေပါတယ်ခင်ဗျာဂျိုချွာဘန်အနေနဲ့နိုင်ပွဲရယူပြီးတော့ချန်ပီယံရွှေကပတ်စင်ကောပွဲထိုးခွင့်စီအရောက်တက်လှမ်းသွားနိုင်ပါစေလို့ဒီနေ့အနေနဲ့ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပရိသတ်အားလုံးကို ba tu ba ya ce zubin shi ba da kamiya.